28ကြိမ်မြောက်တာမန်တင်ဘတ်ရဲ့အင်္ဂါနေ့ရှေလုကာအေဝံဂေလိကျမ်းခန်းကြီး7ခန်းငယ်39မှ41ထိုသို့ကိုရောမိန်တော်မူစဉ်ဖာရိစေဥတုသည်ကိုရောကိုမိမိနှင့်အတူညစာသုံးဆောင်ရန်ဖိတ်သည်ဖြင့်ကိုရောသည်ကြွဝင်၍စပွဲ၌ထိုင်တော်မူ၏ကိုရောသည်အစာမစားမီရှေဥစွာစေကျော်တန့်စင်ခြင်းမပြုသည်ကို မြင်သောအခါထိုဖာရိစေဥသည်အံ့ဩလေ၏ ိုတော်ကလည်းသူဟာမိန်တော်မူသီကားတင်းတို့ဖာရိစေဦးများသည်ခွက်ဖလားနှင့်ပကံတို့၏အပြင်ပိုင်းကိုဆေးကြောတန့်စင်ကြ၏သို့သောတင်းတို့၏အတွင်းစိတ်နိုင်မူကားလူရဲ့ချင်းနှင့်ကောက်ကျစ်ဆင်းလဲခြင်းတို့ဖြင့်ပြည့်နေကြ၏အသင်လူမိုက်တို့ပြင်ပဒရန်ကိုဖန်ဆင်းသောအရှင်သည်အတွင်းကိုလည်းဖန်ဆင်းတော်မူသည်မဟုတ်လောတို့ဖြစ်၍တင်းတို့အတွင်းစိတ်၌ရှိသည့်အတိုင်းပေကံစွန့်ကြဲခြင်းအမှုကို ပြုကြလော့ထိုခါအရာရာတိုင်းသည်တင်းတို့အတွက် စင်ကြယ်လိမ့်မည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောအေဝံဂေလိတရားတော်ပေတည်အတွင်းသက်စင်ကြယ်ခြင်းနဲ့အပြင်ပအလေခြင်းအပြင်ပအလေခြင်းနေကြင်ကြံအားထုတ်မှုမပြုတ်ခင်မှာအတွင်းသက်ကရှေ့ဦးစွာစင်ကြယ်ဖို့လိုတယ်ဆိုတဲ့အချက်ကိုသခင်စုကဒီနေ့ ြန်လည်ပြီးတော့တည်မှန်ထားပေးပါတယ်အနာရောဂါတစ်ခုဆွဲကပ်လာတဲ့အခါမှာအပေါ်ယံလက္ခဏာယောဂလက္ခဏာစင်တန်လောက်ကိုပဲပျောက်ကင်းဖို့ပြုလုပ်တာထက်ယောဂရဲ့အရင်းအမြစ် root cause ကိုအတွင်းဓာတ်အထည်အောင်ကိုသွားပြီးကမှကုသပျောက်ကင်းဖို့အမြင့်ပြတ်ဖို့လိုပါတယ်နှလုံးသားမှာ ဖြစ်နေတဲ့အရာ အတွင်းသက်မှာညှင်းနူးနေတဲ့အရာတွေကို အရင်ဦးဆုံးကုသပျောက်ကင်းချမ်းသာရရှိဖို့လိုပါတယ်။နှလုံးသားမှာစိတ်ဝိညာဉ်မှာဖြစ်နေတဲ့အရာတွေကတော့လေးလံနေတယ်။မောင်မဲနေမယ်။နှလုံးသားထဲမှာမကြည်မနှက်ဖြစ်နေမယ်။စိတ်ဝိညာဉ်ထဲမှာရှုပ်ထွေးနေမယ်၊ပူလောင်နေမယ်။ဒီຢာတွေရှိတဲ့အခါမှာအရင်ဦးစွာဒီအတွင်းသက်ကိုအရင်ဦးစွာ ကုသ ်ခြင်းခံရဖို့လိုအပ်ပါတယ်။အပြင်ပအလေးချင်းကကိုယ့်အားတစ်ခုတည်းနဲ့ရနိုင်တယ်လို့ဆိုကြပါစို့။ရလေ။တကယ်တော့အပြင်ပအလေးချင်းအောင်မှကိုယ့်အားတစ်ခုတည်းနဲ့ရတာမဟုတ်ပါဘူး။အတွင်းသက်စင်ကြယ်ခြင်းအသစ်သောနှလုံးသားစင်ကြယ်တဲ့စိတ်ဓာတ်ကိုဖျားသခင်ရဲ့ကျေးဇူးတော်သာလင်ပေးစွမ်းနိုင်သွင်းရှိတယ်ဆိုတာကိုသိကြမှဖြစ်ပါတယ်။ သခင်စုကဒီနေ့တို့နှလုံးသားတွေကိုတို့ထိဖို့ကြိုးစားလျက်ရှိပါတယ်။တို့ရဲ့စိတ်ဝိညာဉ်တွေကုသပေးဖို့ကမ်းလှမ်းလျက်ရှိပါတယ်။လွတ်လပ်ပေါ်ပါစေလိုပါတယ်။အတွင်းစိတ်ငြိမ်သက်စေလိုတယ်။ခြေနဲ့အာရဘုသူ့မှာဆန္ဒရှိနေပါတယ်။တို့ရဲ့အတွင်းစိတ်စိတ်နှလုံးကိုနှစ်သိမ့်ပေးလိုတယ်။ဒါကြောင့်သခင်စုတို့ထံကိုချင့်ကပ်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့တူးစီကိုလည်းချင်းကက်လျက်ရှိတဲ့ဝင်ရောက်ထိုးပေါက် နေရာယူဖို့စူးစမ်းနေပါတယ်ဆိုတာကိုသိကြမှာဖြစ်ပါတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကဲတင်ခြင်းသာလျင် အတွင်းသက်စင်ကြယ်မှုကိုအပြည့်အဝပေးနိုင်မှာဖြစ်ပါတယ်ပေးဖို့လည်းလာရောက်လျက်ရှိနေတယ်ကံလန်လျက်ရှိနေတယ်ဆိုတာကိုယုံကြည်မှာဖြစ်ပါတယ်ဒီနေ့ပထမကျမ်းမာယော ဧရုန်ဂလိကျမ်းမှာပါကြားတဲ့သကလုံးတစ်လုံးရှိပါတယ်အဲ့ဒါကဘာသကလုံးလဲဆိုရင် full အမင်္ဂလာရှိသခင်စု ပြောထားတယ်ပထမကျမ်းမှာလည်းပဲတန်ပေါ်လူကနေပြောထားပါတယ် stupid မိုက်မဲတယ်အမင်္ဂလာရှိတယ်အခြေခံသဘောအရတော့အတူတူပါပဲဒီသကလုံးတွေဟာကြားနေကြပြင်းထန်စွာပြစ်တင်ရှုံချတယ်ဆိုတဲ့အရာထက် အင်မတန်မှလေးနက်ပါတယ်သူလူချင်းကတော့ကဲတင်ချင်းနဲ့လွယ်ပြီဖျားသခင်ပေးလာတဲ့ဉာဏ်ပညာကိုလက်မခံတဲ့လူတွေကိုဒီလိုအသုံးနှုံးနဲ့သုံးနှုံးထားတာကိုတွေ့ရပါတယ်သုတ်တန်ကဲကြံခန်းကြီး1ခန်းငယ်22ဆာလံခန်းကြီး73ခန်းငယ်1မှာရှင်လူကားကိုယ်တိုင်လည်းပဲခန်းကြီး72ခန်းငယ်20မှာဒီအသုံးနှုံးကိုထပ်သုံးမယ်လို့ဆိုပါတယ် မိုက်မဲတယ်အမင်္ဂလာရှိတယ်ကဲတင်ချင်းနဲ့လွဲပြီးကဲတင်ချင်းကို ပုတ်ထုတ်တယ်နှလုံးသားအစ်စ်ပေးဖို့ကမ်းလန်းလာတာကိုညင်းလိုက်တယ်ဒါကြောင့်မင်းတို့ရဲ့အတွင်းစိတ်ဝိညာဉ်မှာမောင်မြဲတိုင်းမောင်တော့ညစ်ပတ်မြဲတိုင်းဆက်ပြီးတော့ညစ်ပတ်တော့သူကမ်းလန်းလာတဲ့စင်ကြယ်ဖို့ကျေးဇူးတော်ကို လက်မခံမဲ့ပိတ်ထားတဲ့ပုံကိုယ်တွေဖြစ်နေတာအတွက်ကြောင့်ဒီလိုပြောလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်အပြင်ပအလေးအကျင့်တွေကလည်းမလိုဘူးမဟုတ်ဘူးလို့ပါတယ်။သို့သောအရင်ဦးဆုံးပထမဦးစွာလိုရမယ့်အချက်ကတော့ဘုရားသခင်ကမ်းလှမ်းလာတဲ့သူပေးရလာတဲ့ကျေးဇူးတော်ကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်ကျွန်တော်တို့နှလုံးသားတွေကိုထိတို့ထိဖို့စူးစမ်းနေတဲ့ကမ်းလှမ်းနေတဲ့ခင်စုရဲ့ကျေးဇူးတော်ကိုလက်ခံဖို့ အစင်းသည့်အနေထားနှလုံးသားကိုနှိမ့်ချစွာနဲ့ဖွင့်ဟထားကြပါစို့ဖျာသခင်ကောင်းကြီးပေးပါစေ